များအားလုံးပဲမင်္ဂလာပါရှင်ရန်ကုန်မြို့တွင်မှာကျင်းပပြုလုပ်ရရှိတဲ့ဗဟုသုတရပွဲစိတ်ဝင်စားပွဲရအခမ်းအနားတွေကိုတင်ဆက်ပေးနေတဲ့ရန်ကုန်မြို့ကျဲအစီအစဉ်ကနေပြီးတော့ပရိသတ်တွေကိုနှွေထွေးစွာနဲ့ကြိုဆိုလိုက်ပါတယ်ရှင်ဒီကနေ့မှာဆိုလို့ရှိရင်တော့ရန်ကုန်စီးပွားရေးတက္ကသိုလ်နီလာယတုခမ်းမမှာကျင်းပပြုလုပ်တဲ့ Economic Forum New Myanmar Beyond 2050အခမ်းအနားကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ပရိသတ်များကဆက်လက်ရှိရှိပြီးတော့ခန်းစားကြည့်ပါအောင်ရှင် ခုပြည်သင်ကြားမြင်တွေ့နေရတဲ့ Economic Forum New Myanmar Beyond 2015အခမ်းအနားကိုတော့ရန်ကုန်စီးပွားရေးတက္ကသိုလ်နီလာရတုခမ်းမမှစီကားတိုက်မြိတ်စွာကျင်းပပြုလုပ်ခဲ့ပါတယ်ရှင်ပြည်ထောင်စုရှင် Economic Forum New Myanmar Beyond 2015အခမ်းအနားစတင်ချိန်မှာတော့နိုင်ငံတော်သမ္မတစီးပွားရေးအကြံပေးအဖွဲ့ခေါင်းဆောင်ဒေါက်တာဦးမြင့်မှ Sense of Omission in Myanmar Society ကောင်းစဉ်နဲ့ဆွေးနွေးပြောကြားခဲ့ပါတယ်ရှင်။ ဒီကနေ့အခမ်းအနားနဲ့ပတ်သက်ပြီးဒီလိုသမျှတွေကိုလည်းတာဝန်ရှိသူတအူးကအခုလိုပဲဖြည့်ကြားပေးခဲ့ပါရရှင်။ဟုတ်ကဲ့ကျွန်တော်ဥတင်ဝမ်းအောင်ပါမြန်မာနိုင်ငံစီးပွားရေးတို့ဘွေးရသည်များအတင်မိဃရဲ့ဥက္ကဋ္ဌပါဒီကနေ့ကျင်းပတဲ့ရန်ကုန်စီးပွားရေးတက္ကသိုလ်နဲ့မိဃနဲ့ပူးပေါင်းပြီးတော့ဒီမြန်မာ economic forum ကိုလုပ်တာပါအဲ့တော့ကျွန်တော်အနေနဲ့တော့ရန်ကုန်စီးပွားရေးတက္ကသိုလ်နဲ့မိဃနဲ့ပူးပေါင်းလှုပ်ဆောင်တဲ့ ဒီ forum ဖြစ်မြောက်ရေးအောင်မြင်ရေးအတွက်ကိုဥဆောင်ပြီးတာဝန်ယူပါတယ်ဟုတ်ကဲ့ပါဆရာဒီနေ့ခန္ဓာဆိုလို့ရှိရင်ပေါ့နော်ရန်ကုန်စီးပွားရေးတပ်တို့နဲ့မြန်မာနိုင်ငံစီးပွားရေးတပ်တို့ဖွဲ့ရသူများအသင်းတွေပေါ့နော်ပူးပေါင်းပြီးတော့ဒီ economic forum ကိုကျင်းပပြုလုပ်ဖြစ်ခဲ့ပုံနဲ့ကျင်းပရရွေးချက်ကိုလည်းပြပြပေးပါအောင်ရှင်ကျွန်တော်တို့ဒီမြန်မာနိုင်ငံအတွက်ပေါ့နော်စီးပွားရေးဖွံ့ဖြိုးတိုးတက်ပြီးတော့ဟလာအလုံးလူနေမှုစင်တန်းမြင့်တဲ့နိုင်ငံဖြစ်ဖို့အားလုံးကလည်းဒါကြိုးပမ်းနေကြတယ် ဲ့ဒီလို software လုတ်ကင်တဲ့အခါမှာမြန်မာနိုင်ငံနဲ့ကိုက်ညီတဲ့စီးပွားရေးတိုးတက်ဖို့မျိုးရေး view ဟာတခုပေါ်ထွက်လာဖို့အခုလို forum ကိုကျင်းပပြုလုပ်ခြင်းဖြစ်ပါတယ်ဒီ new မြန်မာရဲ့ opportunity and challenges လို့အာရှောင်းတာနာရဲ့ပညာရှင်ပေါ့စီးပွားရေးပညာပါမောက်ခ Australia University ကနေပြီးတော့သူကနေပြီးတော့ဒီ paper ကို present လုပ်ပါမယ်ပြီးရင်ဒုတိယ paper ကတော့ Dr. ခင်မောင်ညော့ဘောကဗေဒာဌာနကဆရာပါပဲ အခုသူကအာဆီယံဩစတြေးလျဟိုပရိုဂရမ်မှာဆရာကအဲ senior economist ဖြစ်နေတာဝန်ကြီးဆောင်ရွက်နေတဲ့ပုဂ္ဂိုလ်ပါ competitive advantage and global strategy of emerging myanmar ဆိုတာကိုကျွန်တော်ကဥတည်ဝင်အောင်အနေနဲ့ဆွေးနွေးပါမယ်အဲ့လိုဆွေးနွေးတဲ့အခါမှာမိဂါဥက္ကဋ္ဌအနေနဲ့မဟုတ်ဘဲနဲ့ကျွန်တော်ဒီမှာထူထောင်ထားတဲ့ president ERI ပေါ့တဘာဝပတ်ဝန်းကျင်နဲ့စီးပွားရေးသုတေသနသိပ္ပံရဲ့ဥက္ကဋ္ဌအနေနဲ့ဆွေးနွေးပါမယ် ဒါပြီးရင်တော့ကျွန်တော်တို့ wrap up လုပ်ပြီးတော့ဒါဒါအားလုံးဂုဏ်ပြုညတာစာပွဲနဲ့ကျင်းပသွားဖို့အစီအစဉ်ရှိပါကျွန်တော်တို့ဖိတ်ကြားထားတဲ့ participant တွေဖိတ်ကြားထားတဲ့ participant တွေကတော့စီးပွားရေးတက္ကသိုလ်ဌာနအသီးသီးရဆရာတွေကျွန်တော်တို့ရဲ့အကျဉ်းစားယူထားတဲ့ပေါမောက်ခတွေဆရာကြီးတွေအဲ့ဒါအပြင်ကျွန်တော်တို့ဒီမိဂါပေါ့နော်အဖွဲ့နောက်ကျွန်တော်တို့မိခဖောင်ဒေးရှင်းထွန်းဖောင်ဒေးရှင်းကုလသမဂ္ဂနဲ့ဆက်မှုလုပ်ငန်းအသင်းချုပ် Now စီးပွားရေးတက္ကသိုလ်နဲ့ဆက်နွယ်နေတဲ့နိုင်ငံအဖွဲ့အစည်းတွေ USA တို့ဘာတို့ UN နဲ့ပတ်သက်တဲ့အဖွဲ့အစည်းတွေတော်တော်လေးစုံစုံလင်လင်အပြင်စီးပွားရေးတက္ကသိုလ်မှာယခုလက်ရှိပညာဒီမဟာရန်တွေတက်နေတဲ့ MBA တို့ MPA တို့ MDeck တို့ Now လို Banking and Finance ကမာစတာတက်နေတဲ့ကျောင်းသူကျောင်းသားတွေကိုလည်းအထူးဖိတ်ကြားထားပါတယ်အဲ့တော့တစ်ဖက်ကလည်းနိုင်ငံအတွက်တစ်ဖက်ကလည်းခုနလိုစီးပွားရေးဖြူဟာကိုပေါ်ထွက်နိုင်မှုဆွေးနွေးကြရင်တဲ့တစ်ဖက်ကလည်း ဒီရှစ်ဆက်လက်ပြီးတော့နိုင်ငံကိုဖွံ့ဖြိုးတိုးတက်အောင်လုပ်သွားတဲ့နေရာမှာပါဝင်ရမယ်ဒီစီးပွားရေးပညာတင်ယူနေတဲ့ဒီကျောင်းသူကျောင်းသားတွေကိုလည်းဒီလိုအတွေ့အကြုံတွေရရှိချင်ပါတယ်အဲ့ဒီလိုအကျိုးကျေးဇူးတွေရှိမယ်လို့ကျွန်တော်အနေနဲ့ပြောလို့ပါဟုတ်ကဲ့ပါအခုလိုပြောကြားပေးသွားတဲ့ဆရာကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင့်ဟုတ်ကဲ့ကျွန်တော်တို့ကလည်းဒီစီးပွားရေးတက္ကသိုလ်နဲ့မိဂါကိုစား MRD ဖို့ကျေးဇူးတင်ကြောင်းပြောလို့ပါ ဲ့ဒီနောက်မှာတော့နိုင်ငံတော်သမရစည်းဝါးရေးအကြံပေးပမ္မောခဒေါက်တာအောင်ထွန်းသမ The Future We Want The Paradigm Shift in the Political Economy of Myanmar ကောင်းစဉ်နဲ့ဆွေးနွေးပြောကြားခဲ့ပါတယ် 1962, there have been changes in economic systems in Myanmar.

နော်အခုကျွန်မတို့ဒီခစ်တီကပြောင်းလဲလာတဲ့အချိန်မှာဒီစီးပွားရေး investment တွေလည်းပဲအများကြီးဖြစ်လာတော့ကျွန်မတို့တွေရှိမှာဒီ opportunity စီလည်းအများကြီးရှိတယ်နောက်တစ်ခါ challenges တွေလည်းပဲရှိလာမယ်အဲ့တော့ဒီ opportunity စီနဲ့ challenges တွေအကြောင်းကိုလည်းပဲကျွန်မတို့ဒီဆွေးနွေးသွားမှာဖြစ်တယ်ပြီးတော့အခုဒီမနေ့ပိုင်းမှာဆိုလို့ရှိရင်တော့ကျွန်မတို့ဒီ new paradigm ပေါ့နော်အဲ့ဒီမှာလည်းပဲဆရာမတို့ဘာတွေဆောင်ရွက်ကြမလဲဆိုတဲ့ဟာတွေပေါ့နော်ဘာတွေကိုလုပ်သိနေလဲဆိုတာတွေကိုလည်းဆွေးနွေးတာဖြစ်တယ်ပြီးတော့ဒီနိုင်ငံတကာအတွေ့အကြုံရှိတဲ့ဆရာကြီးဆရာမကြီးတွေကနေပြီးတော့မှတခြားနိုင်ငံတွေမှာဘာဖြစ်လို့ဒီ why nations feel ဆိုတာတခြားနိုင်ငံတွေမှာကျမတို့ဒီ အောင်မြင်တဲ့ဟာတွေရှိတယ်လို့မအောင်မြင်တဲ့ lesson တွေရှိတယ်ပေါ့နော်ဒီ lesson တွေကိုလည်းပဲအဲကျမတို့ economics point of view ကနေပြီးတော့မှကြည့်ပြီးတော့ဒါတွေကိုလည်းပဲဆရာကြီးဆရာမကြီးတွေကနေပြီးတော့မှပြောမှာဖြစ်ပါတယ်ပြီးတော့လည်းပဲကျမတို့ဒီ economics history ပေါ့အဲ့ဒီ history တွေမှာဆရာမတို့ဒီဘလူတွေပေါ့နော်ဆရာမတို့ရဲ့အခန်းကဏ္ဍတွေနော်စီးပွားရေးရဲ့အခန်းကဏ္ဍတွေဟာဘလူရှိတယ်လဲဆိုတော့ဒါတွေကိုလည်းဆွေးနွေးပြီးတဲ့အခါကျတော့မှဆရာမတို့ဒီ ီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်အခုဆိုရင်ဘယ်လိုမျိုးဒီ create လုပ်မလဲဆိုတော့ဒီ strategy စီကိုဆွေးနွေးသွားမှာဖြစ်ပါတယ်။ဟိုဆရာမတို့တွေကဒီအခုလည်းပဲမနေ့ပိုင်းအစီအစဉ်မှာဆရာကြီးဆရာမကြီးတွေကဒီ message တွေပေးခဲ့တာပေါ့နော်။အဲ့တော့ဆရာကြီးဒေါက်တာအောင်ထွန်းသက်ဆိုရင်လည်းဆရာမတို့ဒီ mindset ကို change လုပ်ရမယ်ဆိုတဲ့ဟာတွေကိုပြောတယ်။အဲ့နောက်တစ်ခါကျန်တဲ့ဆရာမကြီးတွေကတော့ဟုတ်တယ် change ကတော့လိုအပ်တယ်သို့တော်လည်းပဲပါလေဆိုတော့လိုအပ်တဲ့အရာတွေပေါ့အားလုံးကအစအဆုံးဒီလိုမျိုးပြောင်းတာတွေမဟုတ်ဘဲနဲ့ဆမားတို့ကတချို့ components တွေကိုပဲပြောင်းရမယ်ဆမားကြီးဒေါက်တာဒေါခင်အောင်တန်းတို့ဆိုလို့ရှိရင် ကောင်းလို့ရရာတွေပေါ့ သူများနိုင်ငံမှာရှိနေတဲ့ကောင်းတို့ရရာတွေကနေအကောင်းဆုံးကိုရွေးပြီးတော့ကိုယ်နိုင်ငံရေမြေကျမတို့ရဲ့ behavior တွေနဲ့ fit ဖြစ်တဲ့ကျမတို့ရဲ့ system တွေနဲ့ fit ဖြစ်တဲ့ဟာတွေကိုရွေးယူပြီးတော့မှကျမတို့အကောင်းဆုံးဖြစ်အောင်ဆောင်ရွက်တယ်ဆိုတော့ဒီ message မျိုးတွေပေါ့နော်အဲ့တော့ကျမတို့ဒီစီးပွားရေးကိုအကောင့်ထဲပေါ်နေမဲ့ဒီထဲမှာရှိတယ်အခုဆိုရင်ကျမတို့က organization အသီးသီးကိုဖိတ်တာပေါ့နော်ဟိုစီးပွားရေးနဲ့ပတ်သက်တဲ့လူတွေပါပဲအဲ့တော့ဟို INGO တွေရှိတယ် NGO တွေကလည်းရှိတယ်လို့ကျမတို့ဒီဘက်ကဒီအစိုးရအဖွဲ့အစည်းတွေကနေပြီးတော့လည်းပဲဒီစီးပွားရေးခန္ဓာတွေကိုကောင်းထည်ပေါ်ဆောင်ရွက်နေတဲ့သူတွေလည်းရှိတယ်ဆိုတော့ဒီလူတွေအကုန်လုံးရဲ့ဒီအကြံဉာဏ်တွေအင်ပေါ်တွေ့ကြုံတွေဒါတွေကို ဖလှယ်ပြီးတော့မှကျမတို့နိုင်ငံရဲ့နော်စီးပွားရေးခန္ဓာဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆိုရင်ဘယ်လိုဆောင်ရွက်ကြမလဲဆိုတာကိုဟို academic ပေါ့ ဟိုပညာရှင်ရှုထောင့်ကနေပြီးတော့မှဆွေးနွေးပြီးတော့ကျွန်တော်တို့ဒါပေပါတစောင်ထုတ်ဖို့အစီအစဉ်ထားတာဖြစ်ပါတယ်ကျွန်တော်တို့နှစ်90တုန်းကလည်းပဲဒါဆရာကြီးဆရာမကြီးတွေနဲ့တစ်ချိန်ပေါ့နော်အဲ့ဒါကတော့ကျွန်တော်တို့ဒီအပြင်မှာ UMF CCI မှာလုပ်ပါတယ်အဲ့တော့ဒီနှစ်ကတော့ကျွန်တော်တို့ကရန်ကုန်စီးပွားရေးတက်သူမှာပဲလုပ်တယ်ဒီ audience တွေကလည်းပဲစီးပွားရေးတက်သူကဖွဲ့ရတဲ့သူတွေစီးပွားရေးနဲ့ပတ်သက်ပြီးတော့ဒီဆောင်ရွက်ပြီးတော့နေတဲ့အသူတွေပေါ့အဲ့ဒီအတိုင်းဝိုင်းတွေပေါ့နော်ဆက်ဆက်နေတဲ့အတိုင်းဝိုင်းတွေကလူတွေနဲ့ပါဝင်ပြီးတော့ဒါကြည်ကြည် လစ်နဲ့ဆွေးနွေးပြီးတော့ဆောင်ရွက်တာဖြစ်ပါတယ်။နောက်ကိုလည်းပဲဆရာမတို့တွေကဒီလိုပဲဆရာကြီးဆရာမကြီးတွေနဲ့ပေါ့နော်တိုင်းပြည်ရဲ့ပေါ့နော်လိုအပ်တဲ့လိုအပ်တယ်လို့အဲဆရာမတို့ဘာလို့ဆောင်ရွက်တင်နေဆိုတဲ့ဟာကို voluntarily ပေါ့အဲဆရာမတို့ဒီဘက်ကနေပြီးတော့လည်းပဲဒါစီဆက်ပြီးတော့လဲဆောင်ရွက်သွားဖို့အစီအစဉ်နေတော့ရှိပါတယ်။ဟို definitely တော့ဘယ်ချိန်မှာမလုပ်မယ်လို့တော့အတိအကျမပြောနိုင်ပေမဲ့နှစ်စဉ်လဲဒီလိုကျင်းပသွားနိုင်ဖို့အဲဆောင်ရွက်နေပါတယ်။ င်းနောက်မှာတော့ round table discussion အဖြစ် new myanmar beyond 2015 the need for new paradigm ကောင်းစဉ်နဲ့စီးပွားရေးတက္ကသိုလ်မှအငိမ့်စားပါမခချုပ်များအငိမ့်စားပါမခများနဲ့ပထမပုဂ္ဂလိကဘဏ်ဥက္ကဋ္ဌတို့မှ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်ရှင်ပြည်ထောင်စုရှင် Economic Forum New Myanmar Beyond 2015အခမ်းအနားကို မြန်မာနိုင်ငံမှာလက်ရှိရရှိနေတဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းကိုဆက်လက်ပြီးအထွန်းရှည်စွာတည်ငြိမ်စွာထိန်းသိမ်းနိုင်ဖို့နဲ့အနာဂတ်ကမ္ဘာအခြေအနေတို့ပေါ်မူတည်ပြီးမြန်မာနိုင်ရှင်အခွင့်အာဏာမှု competitive advantages ပေါ်အခြေပြုတဲ့မြန်မာစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဖြူဟာအစ်တစ်ခုဖော်ထုတ်နိုင်ရေးအတွက်ရည်ရွယ်ပြီးကျင်းပပြုလုပ်ခဲ့တာပဲဖြစ်ပါရဲ့ရှင်။ ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့ Economic Forum New Myanmar Beyond 2015အခမ်းအနားကိုပရိသတ်များကြည့်ရှုခန်းစားရတာလဲကျေနပ်နှစ်သက်မယ်လို့မျှော်လင့်ရင်ရေကုန်မြင့်ကွင်းကျအစီအစဉ်ကနေနှုတ်ဆက်လိုက်ပါရရှင်ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးလည်းတာယာဖြောင်ပြူးတဲ့ဘဝခီးလန်းကိုရှောင်လန်းနိုင်ကြပါစေရှင်